โอเคခဒီကတော့ကျွန်တော်တို့နောက်တို့စကင်တစ်ခုကိုကျွန်တော် e-light စကင်အဲဈေးနဲ့ကျွန်တော်ယူလို့ရမယ့်နေကိုကျွန်တော်ပြပြပြောမှာဖြစ်ပါတယ်ကဲဘူးကျွန်တော်ဒီဟာကိုကျွန်တော်နောက်တို့စကင်တစ်ခုကိုကျွန်တော်တို့အဲ diamond နဲ့နဲ့ကျွန်တော်ဈေးသက်စားဆုံးဘလို့ယူရမလဲဆိုတော့ကျွန်တော်အရင်တော့ကပြီးခဲ့တဲ့ခေါက်ကကျွန်တော် blue လေးလုတ်ပေးထားတာရှိတယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်တို့ event မလာခင်လောက်ပေးထားတဲ့ဇာတ်ဖြစ်တဲ့အတွက်တချို့လူတွေလည်းစင်မပြေဘူးအဲ့တော့ကျွန်တော်အခု event လာမှကျွန်တော်တို့နောက်လာနေ့ရက်နေ့မှာလာမယ့် event နဲ့ချိန်ပြီးတော့ကျွန်တော်နောက်ထပ်ဇာတ်တစ်ခုဆွဲထားတာဖြစ်ပါတယ်ကဲဒါကျွန်တော် e-light skin ဈေးတတလေးနဲ့ပဲကျွန်တော်တို့ကနောက်လို screen တစ်ခုကိုတရားပေါ်ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အခုနောက်ပိုင်းလာတဲ့ upgrade မှာကျွန်တော်တို့ကအာ free token 20ကျော်ကျွန်တော်တို့ကတတကြီးရောင်းမှာဖြစ်ပါတယ်ဗျာဒါကျွန်တော်တို့ recharge တက်လည်းမပါဘူး phase 1 phase 2နဲ့လည်းမဆိုင်မနေကိုကျွန်တော်တို့ကအာ free token တွေထပ်ပြီးရောင်းမှာဖြစ်ပါတယ်အဲ့ဒါတွေကျွန်တော်တို့ကဈေးအရင်နဲ့ပူပြီးချိုချိုရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့ free token 20နဲ့ထည့်ပေါင်းပြီးတော့ကျွန်တော်ဇာတ်လေးတစ်ခုဆွဲထားတာဖြစ်ပါတယ်။အဲဒါဆိုကျွန်တော်တို့အဲ yield skin ဇီးတာတာနဲ့ကျွန်တော်နောက်လို့ skin တစ်ခုကိုဘယ်လိုအဲ ကျွန်တော်တို့ယူလို့ရမယ်ဆိုတော့ကျွန်တော်ဇာတ်လေးနဲ့ပြပြမှာဖြစ်ပါတယ်။ Okay အဲ့ကျွန်တော်တို့ဇာတ်လေးတစ်ချက်တော့ကြည့်အောင်ဗျ။ကဲဘီကဲကျွန်တော်ဒီကျွန်တော်ဒိတ်ကိုတော့ကျွန်တော် event လာမယ်ကျွန်တော်ရက်နဲ့ချင်းပြီးလုပ်ပြတာဖြစ်ပါတယ်နောက်လာနှစ်ရက်နေမှာကျွန်တော်တို့ event လာမယ်ကျွန်တော်အဲ့ဒီနေ့မှာပဲစပြီးလောက်အောင်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ထုံးစံတိုင်းပဲတောင်းအောင်မဲ့တိုင်းမို့ပါမယ် လက်ကြံတိုင်းမပါမယ်စုစုပေါင်းတော့ပါမယ်ခဲဒီမှာကျွန်တော်တို့ထုံးစံတိုင်းမှာကျွန်တော်တို့ကအဲဒိုင်းမွန်လေးကိုကျွန်တော်တို့ကဒီတိုင်းမထည့်ဘူး weekly back ပဲသုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် weekly back ကတော့ကျွန်တော်တို့အများကြီးထည့်ထားတဲ့လူတွေကတော့လည်းလည်းစဉ်းစားရပါတော့ကျွန်တော်ဒါပေမဲ့ weekly back ကအများကြီးထည့်လို့ရပါတယ်နောက်တော့ကျွန်တော်ပြည့်နေတဲ့လူတွေကတော့အဲအခုကလေးကကျွန်တော်မထည့်နိုင်ဘူးပေါ့နော်အဲအီမန်လာမှာထည့်ပါကဲပြီဒါကျွန်တော်တို့တစ်ချက်ကြည့်မယ် နှစ်ရက်နေရစပြီးကျွန်တော်တို့က event လာမယ်အဲ့ဒီနှစ်ရက်နေမှာစပြီးတော့လုပ်မယ်ပေါ့ okay အဲ့ဒါကျွန်တော်တို့ဒီမှာရက်ဆွဲမှာကျွန်တော်တို့နောက်တာမီလာနှစ်ရက်နေမှာကျွန်တော်တို့က event လာမယ်အဲ့ဒီနေ့မှာပဲနှစ်ရက်နေမှာကျွန်တော် weekly ပဲကူထည့်လိုက်မှာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ကျွန်တော်တို့အဲ့ဒီမှာအဲစုစုပေါင်းကျွန်တော်တို့ diamond ကျွန်တော်တို့တရားရှိမယ်ပေါ့နော်အဲနေဆုံးတရားလောက်တော့အဲရှိရမယ်ပေါ့နော်ကျွန်တော်တို့ကဒါပေမဲ့ weekly ပဲကူထည့်ရင် diamond ကကျွန်တော်80ပဲရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲနောင်လေးတရက်နဲ့20နဲ့ပေါင်းတော့ကျွန်တော်တို့တရားပေါ့နော်ကဲဟုတ်ပြီ ဝီရီပါတစ်ခုထည့်လိုက်မယ်ကျွန်တော်အနည်းဆုံး diamond 100လောက်တော့လက်ကျန်လေးတော့ရှိမှဖြစ်မယ်နော်ကဲတော့ကျွန်တော်100ရှိမှထားပါတော့အဲ့ဒီနေ့မှာပဲကျွန်တော်တို့က diamond 25လုံးနဲ့ discount နဲ့တစ်ချိန်လှည့်လိုက်မယ်အဲ့ဒါ diamond ကျွန်တော်85လုံးကြံမယ်ဒိုတယ်တော့ကကျွန်တော်တို့အဲ1ဒေါ်ရပြီပေါ့နော်ကဲအဲ့ဒီမေလာ3ရက်4ရက်5ရက်6ရက်9ရက်10ရက် အဲရှိရနေတီကိုကျွန်တော်တို့ကနေ့စဉ်ဒီစကောင်တစ်ချိန်ချင်းလှည့်သွားမယ်ဒိုင်မွန်20 25လုံးသုံးသွားမယ်အဲဆိုကျွန်တော်ကလက်ကျန်ဒိုင်မွန်ကဘယ်လောက်ရှိမလဲဆိုရင်ကျွန်တော်တို့ကမေလရှိရနေတီဆိုရင်ကျွန်တော်တို့ကလက်ကျန်ဒိုင်မွန်က45လုံးကျန်မယ်တူရဲတို့ကကျွန်တော်တို့9ချိန်ရမယ်ပေါ့နော်ဒါကမေလ9ရက်နေ့မေလ9ရက်နေ့ဆိုရင်ရမယ်ကျွန်တော်အစိမ်းရောင်နေပြထားတယ်ကျွန်တော်အဲ့ဒီနေမှာဝီလီဘတ်3ခုထည့်မယ်အဲ့မှာကျွန်တော်တို့ရဲ့လက်ကျန်ဒိုင်မွန်က305လုံးဖြစ်သွားမယ် ကဲအဲ့ဒီမှာပဲကျွန်တော်9ရက်နေမှာပဲနေစင်နေစကောင်းနဲ့တစ်ချိန်ထပ်လှည့်မယ်ဒိုင်မွန်25လုံးသုံးမယ်လက်ကျန်ဒိုင်မွန်180ကျမ်းမယ်ဒူတွေတော့ချစ်ချင်ရမယ်အဲ့ဒီမှာကျွန်တော်တို့ကမီနာ9ရက်နေမှာ free token base 1လာပြီဒါပေမဲ့ကျွန်တော်တို့ကဒိုင်မွန် weekly ဘက်3ခုထိလိုက်ပြီမဲ့ကျွန်တော် free token တွေကိုမယူနဲ့အောင်เนาะအဲ့ဒီနေမှာမယူသေးဘူးမီလာ10နေမှာအဲနေစင်နေစကောင်းနဲ့တစ်ချိန်လှည့်မယ်မီလာ17ရက်နေမှာကျွန်တော်တို့ကဒီစစ်ဒီစကောင်းနဲ့တစ်ချိန်လှည့်မယ်ကဲအဲ့ဒီဆိုရင်ကျွန်တော်17ရက်နေ့ထီဆိုရင်ကျွန်တော်တို့ပဲလက်ကျန်ဒိုင်မွန်180ကျမ်းမယ်အဲ့ဒီမှာကျွန်တော်တို့ကတူတဲတော့ကကျွန်တော်တို့တန်းတော့လေးရရဖြစ်ပါတယ် ကဲစနေနေ့နေ့မှာကျွန်တော်တို့ကအဲနေ့စဉ် discount ရတဲ့ချိန်လှည့်မယ်လက်ကျန်တဲ့ဝန်ထဲ65လုံးကျန်မယ်ဒူတယ်တော့70ချိန်ရပြီပေါ့နော်ကဲအဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီမေလ7ရက်နေ့နေ့ဆိုကျွန်တော်တို့က free token base one နောက်ဆုံးရဖြစ်ပါတယ်အဲ့ဒီနေ့မှာကျွန်တော်တို့ကအဲ diamond 50နဲ့ကျွန်တော်တို့က3កောက်လှည့်လိုက်မှာပေါ့နော် diamond 50သုံးမယ်ဒူလက်ကျန်ကျွန်တော်တို့ရဲ့လက်ကျန် diamond 135လုံးကျန်မယ်သုံးရ diamond 150ပေါ့နော်3កောက်ဆိုတော့150ကျမယ်လက်ကျန် diamond 135လုံးကျန်မယ်အဲ့ဒီမှာဒူတယ်တော့ကျွန်တော်တို့14ချိန်ဖြစ်သွားမယ် အဲ့ဒီမှာကျွန်တော်တို့ကနောက်ဆုံးအချက်မှာကျွန်တော်တို့က free token base one က free token က29ခုကိုယူလိုက်မယ်။ကဲလှည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီမှာ29ခုနဲ့ပေါင်းမယ်ဆိုရင်ထူထဲတော့43လေးရရဖြစ်ပါတယ်။ကဲအဲ့ဒီမှာကျွန်တော်တို့ကထူထဲတော့43ဆိုရင်ကျွန်တော်တို့ကဒီမှာ free token တခါရမယ်။ဘယ်ရရမယ်ဆိုရင်ကျွန်တော်တို့ကအချိန်20ကျော်လို့ရှိရင်ကျွန်တော်တို့က free token တခါရမှာဖြစ်ပါတယ်။အဲကျွန်တော်တို့ draw အချိန်20ကျော်လို့ရှိရင် free token တခါရတာပေါ့။အဲ့ဒါကျွန်တော်တို့ event ထဲမှာပါတယ်နော်။အဲဒီကောင်ကလှည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲထူထဲတော့44ချိန်ဒီရရဖြစ်ပါတယ်။ အဲ့ဒီမှာစက်လုံး14 15 16 18 19 20 21ကျွန်တော်22ရက်နေ့ထိကိုကျွန်တော်တို့ကနေ့စဉ် discount နဲ့တစ်ချိန်ချင်းလှည့်သွားလိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့လက်ကျန်တိုင်းမော65လုံးမှကျန်တော့မယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တူတယ်တော့က54ချိန်ထိရပြီဖြစ်ပါတယ်ကဲပြီ23ရက်နေ့ရောက်ပြီဆိုရင်ကျွန်တော်တို့က free token phase 2လာပြီအဲ့ဒီမှာကျွန်တော် weekly ဘတ်3ခုထပ်ထည့်မယ်ကျွန်တော်တို့ရဲ့လက်ကျန်တိုင်းမော35လုံးဖြစ်သွားမယ်အဲ့ဒီ23နေ့မှာပဲကျွန်တော်နေ့စဉ်ဒီစကောင့်တစ်ချိန်ထပ်လှည့်မယ်လက်ကျန်တိုင်းမော300ဖြစ်သွားမယ် နောက်ပြီးကျွန်တော်တို့ကအဲဒူရဲတော့55ကျင်းကြီးရသွားပြီအကယ်အဲ့ဒီဖီတိုကန်ဖေး2လာတဲ့အချိန်မှာကျွန်တော်တို့က23နေ့မှာလာမယ်ဒါပေမဲ့ဖီတိုကန်တွေကိုမယူသေးဘူးပေါင်းဆုံးကျွန်တော်တို့ကအဲဒိုင်းမွန်းသုံးရတာမပြည့်သေးတဲ့အတွက်မယူသေးဘူးအဲ့တော့ကျွန်တော်တို့က23ရက်နေ့24ရက်နေ့မှာနေ့စဉ် discount နဲ့တစ်ချိန်လှည့်မယ်25နှစ်မှာနေစဉ် discount နဲ့တစ်ချိန်လှည့်မယ်ကျွန်25ရက်နေ့26နှစ်မှာလည်းနေစဉ် discount နဲ့တစ်ချိန်လှည့်မယ်ကဲ26ရက်နေ့ထိဆိုရင်ကျွန်တော်တို့ရဲ့လက်ညံတိုင်းမွန်းရ65လုံးကျမ်းမယ်ဒူတဲတော့က58ချိန်ဖြစ်သွားမယ်နော် ကယ်လွန်26ရက်နေ့ရာကျွန်တော်တို့က free token phase 2ရဲ့အဲ free token လေးနောက်ဆုံးယူရမယ့်ရောက်ပြီအဲ့ဒီမှာကျွန်တော်တို့ကနောက်ထပ်အဲ့ဒီ26ရက်နေ့မှာပဲနေ့စဉ် discount အပြင်ကိုပဲကျွန်တော်တို့က diamond 50နဲ့၃ချိန်ထက်လိုက်လိုက်မယ်သုံးရမယ့် diamond 150ကျမယ်လက်ကျန်တဲ့ diamond 135လုံးကျန်မယ်အဲ့မှာကျွန်တော်တို့ကတူတယ်တော့60ချိန်ကြီးရဖြစ်ပါတယ်။ကဲအဲ့ဒီမှာကျွန်တော်ဖီးတိုကန်ဖေ့စ်2ကကျွန်တော်တို့ကဖီးတိုကန်29ခုကိုလှည့်လိုက်မယ်။အဲအဆုံးကျွန်တော်တို့က ဘလောက်ရသွားမလဲဆိုတော့တူတယ်တော့90တိရသွားပြီဒါကျွန်တော်တို့ဖီတိုကန်26ရက်နေ့ဖီတိုကန်ဖေ2လာတဲ့ချိန်တည်းဆိုရင်ကျွန်တော်တို့ရဲ့တူတယ်တော့က90တိရဖြစ်ပါတယ်အဲမှာ29 28 29 30 30တိပင်ဇွန်လ1ရက်2ရက်3ရက်3ရက်နေ့ထိကိုကျွန်တော်တို့ကနေတိုင်းဒေးစဉ် discount နဲ့ဒီချိန်ချင်းလှည့်သွားလိုက်မယ်အဲမှာကျွန်တော်တို့3ရက်နေ့ထိဆိုရင်ကျွန်တော်တို့ရဲ့လက်ကျန်တိုင်းမှာ85လုံးကျမ်းမယ်တူတယ်တော့က90ချိန်တည်းရပြီကဲဟုတ်ပြီအဲမှာကျွန်တော်တို့ကအဲ ဒါအားလုံးသိပြီဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ free token နေကျွန်တော်22ခုရမယ်ကျွန်တော်တို့ event လောင်းမှာဖြစ်ပါတယ်ဘာတိုင်းမှမသုံးစရာမလိုဘူးเนาะကဲအဲ event ကရမယ်ကျွန်တော်တို့ free token 22ခုနဲ့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ total တော့120 okay ကွက်တီရသွားပြီဒါဆိုကျွန်တော်အကျင့်ရီ120ဆိုရင်တော့ကျွန်တော်တို့ကအဲဒီကြပေါ့နောက်လို skin တခုကိုရမှာဖြစ်ပါတယ်ကဲကျွန်တော်ဒီဖီတိုဖီတိုကန်ကျွန်တော်တို့22ခုရမယ် event ကဘယ်လိုပုံစံမျိုးနဲ့လာမယ်ဆိုတော့ကျွန်တော်အဲတခြားရှင်းပြနေတော့ဦးကျွန်တော်တို့ဒီမှာအဲ ကျွန်တော်တို့ရဲ့မိုဘိုင်းလမ်းကြောင်းတရားဝင်ကြီးညာထားတဲ့ကျွန်တော်တို့ event test event မှာကျွန်တော်ပြထားတာရှိတယ်ဗျာနော်ကျွန်တော်ဒီမှာပုံလေးမယူလို့ကျွန်တော်မပြတော့ဘူးအဲ့ဒီမှာကျွန်တော်တို့ကဒေတာပေါက်22ခုရမှာဖြစ်ပါတယ်ဘာတိုင်းမှမသုံးရမလို့သူလိုခိုင်းတဲ့ test ဒီလုတ်ပြုံနဲ့ကျွန်တော်တို့ကဒီအရကိုရမှာဖြစ်ပါတယ်ကဲကျွန်တော်မသိသေးတဲ့လူတွေကတော့ကျွန်တော်နောက် video တွေနဲ့ရှင်းပြပေးမယ်နော်နောက် video video တွေမှာကျွန်တော်ဒီ event လေးအကြောင်းကိုနည်းနည်းထည့်ပြပေးမယ်လောလောဆယ် event ကြောင့်ထည့်မပြတော့ဒေတာပေါက်ကတော့ ့22ခုပေါ့တရားပေါက်ရတော့ဗောနော်ကဲအဲ့22ခုပါပေါင်းလိုက်မယ်ဆိုကျွန်တော်တို့ဒူလေတော့130တရားပေါက်နောက်လို့စကင်တစ်ခုယာယီပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုကျွန်တော်တို့သုံးရမယ်ကျွန်တို့ရဲ့ဝီကီပီယာကိုတွက်ကြည့်မယ်ဗောနော် even လာလာချင်းနှစ်ရက်နေမှာကျွန်တော်တို့ weekly batch တစ်ခုထည့်မယ် video gun phase 1လာတဲ့9ရက်နေမှာကျွန်တော်တို့က3ခုထည့်မယ်ဆိုတော့4ခု4ခု4ခုပြင်ကျွန်တော်တို့က အဲမေလ23ရက်နေ့မှာကျွန်တော်တို့ကတစ်ခါထပ်ပြီးတော့ဖီတိုကဖီလူလူစာ3ခါထပ်ထည့်မယ်ဆိုရင်ကျွန်တော်တို့ကခုနှစ်ခုအားလုံးစုစုပေါင်းမှာကျွန်တော်တို့ကအဲ weekly back ခုနှစ်ခုပဲထည့်ရမှာဖြစ်ပါတယ် KR ဆိုခုနှစ်ခုဆိုကျွန်တော်တို့က6000နဲ့တွက်မယ်ဆိုရင်ကျွန်တော်တို့6ခုလေး40နဲ့4200ပဲကြာမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ elite skin တကယ် diamond ဝယ်ပြီးတော့ထည့်မယ်ဆိုရင် elite skin တကောင်ပဲရတဲ့ဈေးဖြစ်ပါတယ်ကြာခဲ့ဒါကျွန်တော်တို့နောက်လို skin တစ်ခုကိုတေချာပေါ့ဂုံးစင်းလို့ရမယ်ဈေးဖြစ်ပါတယ် ကျွန်တော်တို့ diamond sorry weekly bet တစ်ခုကို6000နဲ့ရရနေတယ်အများကြီးရှိပါဗျာကျွန်တော်ကဘယ်နေရာသွားဝယ်ပါဘယ်နေရာသွားဝယ်ပါမပြောဘူးဆိုတာကတကယ်လို့အလင်ခံရရင်ကျွန်တော်တောင်းအောင်ဖြစ်မှာဆိုလို့ကျွန်တော်ကမပြောရဖြစ်ပါတယ်နေတော့9900နဲ့ရရနေတယ်ရှိတယ်6000နဲ့ရအောင်နေရတယ်ရှိတယ်6500နဲ့ရရနေတယ်ရှိတယ်ဒါတနည်းအားတင်တော့ဈေးကတော့မတူဘူးပေါ့နော်ကဲဒါကကျွန်တော်တို့ကိုပါကိုကိုယုံကြည်ရယုံကြည်ရကိုချပြီးတော့ဝယ်ပြီးထည့်လို့ရပါတယ်ကဲဘူးလူတွေကဒီလောက်ပါပဲဗျာနော်မရှင်းတာရှင်းကွန်မန့်မှာဝင်မိပါ ကဲကျွန်တော်ဒါလိုက်မေးတဲ့ပုံစံမျိုးမျိုးပဲနဲ့အားလုံးကိုမေးတဲ့ပုံစံမျိုးနဲ့မေးပြပါဗျာနော်တည့်ရလူတွေကဝင်ဖြည့်သွားလို့ရပါတယ်ကဲဘီလိုလေးကဒီလောက်ပါပဲဗျာ